ဒီလိုကြောင်းရင်းတွေကြောင့်ထိုင်းနိုင်ငံမှာပြုလုပ်တဲ့တရားဝဲဖြတ်သိမ်းခံလိုက်ရတဲ့ကိုရင်လေးရှင်ဥဒမသာရ ပရိသတ်များလုံးမမင်္ဂလာပါရှင့်ဆယ်လီယမ်ပလတ်ကနေပြလဲကြိုဆိုလိုက်ပါရယ်ကိုရင်လေးအရှင်ဥတ္တမသာရာကတော့ထိုင်းနိုင်ငံမှာတချို့သောအကြောင်းရင်းတွေကြောင့်တရားပွဲဖြတ်သိမ်းခံလိုက်ရပါတယ်။ဒါ့အပြင်ကိုရင်လေးရှင်ဥတ္တမသာရာကိုထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေကခေတ္တခဏထိန်းသိမ်းထားပြီးတော့ကိုရင်လေးအနေနဲ့ထိုင်းနိုင်ငံမှာတရားဟောခွင့်မရှိကြောင်းနောက်ထပ်ဒီလိုအပြစ်မှုလုပ်မယ်ဆိုရင်လူထွက်ခိုင်းပြီးတော့မြန်မာပြည်ကိုပြန်ပို့မယ်လို့ပြင်းထန်စွာနဲ့တတိပေးထားတာဖြစ်ပါတယ်။ ကိုရင်လေးရှင်ဥဒမသာရာကမြန်မာနိုင်ငံမှာထူးခြားတဲ့ကိုရင်လေးတစ်ပါးပါကိုရင်လေးအရှင်ဥဒမသာရာကအသက်14နှစ်15နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်ဒါပေမဲ့ခန္ဓာကိုယ်ကြီးထွားမှုရက်တက်နှေးကွေးတဲ့ယောဂါကို ခံစားနေရတာပါဒါကြောင့်လေကိုရင်လေးရှင်ဥဒမသာရာက9နှစ်ကလေးငယ်အရွယ်ဖြစ်နေတာပါ ကိုရင်လေးရှင်ဥတ္တမသာရဟာရခိုင်ပြည်နယ်ကဖြစ်ပြီးတော့အခုချိန်မှာတော့တရဏဘောင်ကိုဝင်ကစာပေစမ်းကန်တွေကိုလေးလာသင်ယူနေသလိုနိဗ္ဗာန်ရောက်ကြောင်းတရားဓမ္မတွေကိုလည်းအရွယ်နဲ့မမြတ်အောင်ဟောကြားနိုင်ပါတယ်။ဒါကြောင့်လည်းကိုရင်လေးရှင်ဥတ္တမသာရကမြန်မာပြည်တလောမှာထူးခြားတဲ့ကိုရင်လေးဖြစ်လက်ကောင်တရားဓမ္မတွေကိုဟောကြားနိုင်တဲ့ကိုရင်လေးအဖြစ်လက်ကောင်တရားပွဲတွေကိုပတ်ပြီးတော့ဟောကြားနေရပါတယ်။ကိုရင်လေးရှင်ဥတ္တမသာရဟာမြန်မာနိုင်ငံတည်မကပါဘူး။ထိုင်းနိုင်ငံနဲ့တခြားနိုင်ငံတွေကပါကြွားချီပြီးတော့တရားဟောနေရတာဖြစ်ပါတယ်။ ဒါကြောင့်လေကိုရင်လင်းရှင်ဥဒ္ဓမသာရကအခုဘဝမှာအတိတ်ဘဝကဝိကျွေးတွေကြောင့်အရွယ်သေးငယ်နေပေမယ့်တရဏအာဇာနည်ဖြစ်လာမဲ့ကိုရင်လေးအဖြစ်ဒကာဒကာမတွေကမျှော်လင့်ကြီးညိုကိုးကွယ်ကြပါတယ်။ဒါပေမဲ့လေတရဏဆိုင်ရာဆရာတော်ကြီးတွေကတော့ကိုရင်လေးအရှင်ဥဒ္ဓမသာရကအသက်ငယ်ငယ်ရွယ်ရွယ်လေးဖြစ်နေရကြောင်းဖရာဟောတရားတော်တွေကိုလွဲမားစွာဟောနိုင်တာကြောင့်မြန်မာနိုင်ငံမှာတရားဟောခွင့်ပိတ်ထားပါတယ်။ ဒါကြောင့်လေကိုရင်လေးရှင်ဥတ္တမတာရာကထိုင်းနိုင်ငံမှာပဲတရားဟောနေရတာပါ။ဒါပေမဲ့ဒီလိုမျိုးထိုင်းနိုင်ငံမှာတရားဟောနေရင်ねထိုင်းအာဏာပိုင်တွေနဲ့ပြဿနာတက်ခဲ့ပါတယ်။ကိုရင်လေးရှင်ဥတ္တမတာရာကထိုင်းနိုင်ငံစမုတ်စာခွန်ခရိုင်မဟာချိုင်ဝေလရက်ကွန်တနင်္ဂနွေဈေးမှာမေလာတရက်နေ့ညနေပိုင်းကကျင်းပမဲ့တရားပွဲကိုတရားဟောသွားရင်ねရဲဖမ်းခံလိုက်ရပါတယ်။ဒီလိုဖမ်းရတဲ့အကြောင်းရင်းကိုလည်းကိုရင်လေးရှင်ဥတ္တမတာရာရဲ့ဟောကြားမဲ့တရားပွဲကိုထိုင်းရဲတွေကလာရောက်ပိတ်ပင်တားစီ ီဖျက်ဆီးခဲ့ရလို့သိရပါတယ်။ကိုရင်လေးရှင်ဥတ္တမသာရာရဲ့ပွဲဖြစ်မြောက်ရေးအတွက်ထိုင်းရောက်မြန်မာရွှေပြောင်းလုံသားတွေစုပေါင်းပြီးတော့ကိုရင်လေးရှင်ဥတ္တမသာရာကိုပင့်ဖိတ်ပြီးတော့ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ပွဲစီစဉ်သူတွေကသက်ဆိုင်ရာတွေကိုတရားခွင့်ပြုမိတ်မတင်ခဲ့တဲ့အတွက်အာဏာပိုင်တွေကလာရောက်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အခုဆိုရင်တော့ကိုရင်လေးရှင်ဥတ္တမသာရာကိုထိုင်းရက်တပ်ဖွဲ့ကဖမ်းဆီးပြီးတော့သတိပေးစကားပြောလိုက်တယ်လို့သိရပါတယ်။အထူးသဖြင့်တော့ကိုရင်လေးရှင်ဥတ္တမသာရာဟာစာပေကျမ်းကန် တ်တွေမတင်ကြရသေးပေဗုဒ္ဓဘာသာတရားတွေကိုထိုင်းနိုင်ငံမှာဟောကြားခွင့်မရှိကြောင်းနောက်တစ်ခါဆိုရင်လူဝင်လဲပြီးတော့မြန်မာနိုင်ငံကိုပြန်ပို့မယ်လို့ဆိုခဲ့ပါတယ် ထိုင်းနိုင်ငံမဟာချိုင်းမှာအလုံလောက်ကိုင်းနေတဲ့မြန်မာရွှေပြောင်းအလုံသမားတွေကနေ့စဉ်အပြည်ပြည်ဆိုင်ရာအလုံသမားနေ့မေဒီမှာရဟန်းတန်ကားတော်တွေကိုပင့်ဖိတ်ပြီးတော့တရားပွဲအကျင်းပပြုလို့လေးရှိကြောင်းသိရပါတယ်။ဒါပေမဲ့ကိုရင်လေးရှင်ဥဒမသာရာကတရားဟောခွင့်မရှိကြောင်းထိုင်းရဲ့တပ်ဖွဲ့ကပိတ်ပင်တာကြောင့်ပွဲပြက်ခဲ့ရတာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတရားဟောပိတ်ခံလိုက်ရတဲ့ကိုရင်လေးရှင်ဥဒမသာရာနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေး းဇူးတင်ပါတယ်ရှင်။